ချိန်ကြာမှဘာလို့နောက်ကျပြီးမှပြန်လာလဲဟိုဟာတွေကိုမမြင်ချင်လို့တမင်တကမိုးချုံမှပြန်လာတာမှမီးရဲ့အော်အေးကောင်းတယ်နေရမမြင်ချင်လို့မိုးချုံမှပြန်လာအခုအိမ်ပေါ်ရောက်လာတဲ့ဟာတွေကလေမင်းမလဲတိမ့်ကြွယ်တယ်အခုတော့တခွက်ပြပြီးအမှတ်ရသွားပြီဘာလို့ပြလိုက်တာလဲဖះပြင်းမဲ့အုံနေခဲ့တယ်လေတရားပေါက်ပြီးတောထွက်သွားလဲအေးတာပဲစက်သေးရောမရှိဘူးအားလုံး ိတ်ကူချက်တည်မင်္ဂလာနဲ့ပြည့်စုံတဲ့ညချမ်းလေးပဲအိမ်မှာဖရာသံတရားသံနဲ့စိတ်ချမ်းသာစရာကောင်းလိုက်တာဟုတ်ကဲ့ပါပို့မိမယာမနေ့တစ်ချိန်ညတစ်ချိန်ဖရာရှိကိုပြီးခொနီယာသားသမီးတွေဘေးကင်းဖို့အိတ်ချမ်းဖို့အတွက်မြစ်တာပို့ရမယ်လို့ဆုံးမထားပါတယ်မူထရတော့တာမီနှစ်ယောက်ကလေဘိုးဘအိမ်မှာလဲညာဘက်ဆိုအတူတူဖျားရှိခိုးပြီးမြစ်တာပို့အမြဝင်နေကြဘိုးဘရဲ့လေတော်လိုက်တာ အင်းရဲ့ကြက်တိဆောင်ဖရာကန်လေးဖရာကန်မှာပန်းမညို့မြတ်တာကံပဋ္ဌာန်စီးဖြန်းဖို့ဆိုတော့အင်းသားတွေအားလုံးရဲ့တာဝန်ပဲဖဖိုးရဲ့ဖရာကန်ဖရာသံတရားသံနဲ့၆ကန်နေတာခြားပေါ့အခုမှပဲကြက်တိမင်္ဂလာနဲ့ပြည့်စုံတော့တာပဲကဲတာမင်းလေးအောင်လောက်ချပြီနားလိုက်ချပါ